တစ်ခါတွေ့ကြရင်လည်းကျွန်တော်တို့ပုံမှန်ဆင်းတော့အားလုံးကထက်တတ်တယ်။ဒါပေမဲ့တချို့စည်ရင်းတွေမျိုးဆိုရင်လည်းကျွန်တော်ဘယ်နဲ့ထရမှန်းသိဘူး။ဒါမျိုးလေးတွေကပဲသူဘလောက်လုံးရောနားလေလေသူဘလောက်စင်းကိုနားလေလေဆိုတဲ့သဘောတရားကိုပြောပြနေတာဖြစ်ပါလေကျမတို့တလောကငန်းရှိတယ်ကမေးတယ်မမီးဘလောဟာမျိုးကိုကျမတို့ကပုံသေးပိုင်းပစ္စည်းဖိရဆက်လို့တတ်မှတ်တင်ပြီးတော့ဘလောဟာမျိုးတော့ကျမတို့ expand ချပြတယ်လို့ ခုပါစတာပါဆိုရင်ဒီမှာနမူနာလေးလေးပြောရင် calculator လို့ပြောပေါ့ calculator တည်းရဲ့ကျွန်တော်တစ်လုံးကို3လေးဖြစ်သုံးလို့ရတယ်ဟုတ်မဲ့ငွေမောက်ခေါက်ခေါက်ဖက်နေတာလေကောင်းလို့ပေါ့နော်ဒါဆိုရင်ငွေ depreciation လို့ကိုတန်ဖိုးရောတတ်မှတ်တင်လားအဲ့တော့ကျွန်တော်ပြောတယ်လွယ်ကူကျွန်တော်ကဘယ်လိုပြောလိုက်လဲဆိုတော့ amount တင်ရနေမကျော်ဘူးတော့ amount တင်ရနေမကျော်ဘူး life ရှိနေပေမဲ့ save ပဲချလိုက်ပါလို့ပြောတယ်ဒီမှာကျွန်တော် business sense အရာပြောရင်းနဲ့နှစ်ချက်ပြောချင်ပါတယ်။တစ်ခုကတော့ဗာလဲဆိုတော့ငယ် အဲ့ဒီပစ္စည်းရတဲ့ကိုယ့်ရဲ့ဝင်ငွေတိုးစေတာလားကိုယ့်လုပ်ငန်းရဲ့ဝင်ငွေတိုးစေတာတဲ့ဒီပစ္စည်းဝင်လိုက်ဖို့အတွက်ပြီးရင်ငွေမောင်းတန်ဖိုးများလာတာနောက်တစ်မျိုးကတော့တဲ့သူ့ရဲ့တက်တန်းဘလောက်ကြောင်လေးပေါ့ဒီသုံးချက်နဲ့ပတ်သက်ပြီးဒီပစ္စည်းကိုကျွန်တော်တို့ access မှာထားမလားဒီပစ္စည်းကိုကျွန်တော်တို့ expense မှာထားမလားဒီလိုမျိုးစဉ်းစားလိုက်ပို့လွှဲသွားမယ်လို့ကျွန်တော်ထင်ပါတယ်ဒီတော့ကျွန်မဒီ video လေးကိုကြည့်ပြီးတော့တဲ့အတွေ့အကြုံတရားရဖို့ပြောင်းနေပါတယ် မနမီဒီမှာကျမ client business solution ပေါ့ကြောင်းပါကျမရဲ့ page ပေါ်မှာအများလူတွေနဲ့ကျမ accounting နဲ့ပတ်သက်တာပြီး business နဲ့ပတ်သက်တာပြီး motivation နဲ့ပတ်သက်တာပြီးဒါမှမဟုတ်ကျမရဲ့တင်နန်းတွေကျမရဲ့ service နဲ့ပတ်သက်တာတခုခုတခုအများလူတွေတင်နေရှိပါတယ်ဒီချိန်နဲ့စိတ်ဝင်စားရတယ်ဆိုရင်တော့ကျမရဲ့ page တွေဖြစ်တဲ့ client business solution page မြင်းဝင်း consultant coach page နဲ့ TikTok ပေါ်မှာတအားလိုက်ပါရပါတယ်ရှင့်အားလုံးလည်းကောင်းလို့ဖြစ်ပါစေရှင့်